ကျွန်တော်ကိုရအောင်မယ်မြင်လာပါ The Red and Fish Show ကနေပြီးတော့ကြိုးဆိုပါရစေ။ကျွန်တော်တို့ဘာလို့သတင်းတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့စီမင်းမှာဆိုတော့ကျွန်တော်တို့အတင်းကတော့ခါရာဘောင်ခက်ခရီးစဉ်ကတော့ဒီကနေ့ညမှာတင်အဆုံးသက်သွားခဲ့ပြန်ပြီပဲဖြစ်တယ်ဗောလေ။ဆိုတော့ကျွန်တော်တို့အတင်းကအင်ကွင်း MV မှာခါရာဘောင်ကက်စတုတ်တာအဆင့်ပွဲစဉ်ကိုဒီကနေ့ညမှာကစားခဲ့တယ်။ ခရစ်ဂျယ်ပဲလေးအသင်းကိုအဲ့ခံကစားခဲ့တဲ့နေရာမှာ3ဂိုးကိုမရှိဆိုတဲ့ရလနဲ့ထပ်ပြီးတော့ရှုံးနေဆိုတော့ကျွန်တော်တို့ဘက်ကပရိသတ်တယောက်အနေနဲ့အရင်ဆုံးပြောချင်တာကဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောချင်တာကတော့ကောင်းနေတော်တော်လေးကောင်းတဲ့ပွဲစဉ်လိုပဲပြောရမှာပဲဘာကောင်းတာလဲဆိုတော့ ဟိုကျွန်တော်တို့ကဒီပြိုင်ပွဲကထွက်လိုက်ရတယ်ဗျာပြောမယ်ဆိုရင်ဗျာဒီခါရာဘောင်ကပ်ပွဲစဉ်ကြီးက2နာရီ15တို့ကျွန်တော်အာရှဘက်မှာဆိုရင်2နာရီ15တို့ဒါ2နာရီ45တို့တော်တော်လေးညှင်းတဲ့တဲ့ထိမှပါတယ်ဒါကြောင့်မလို့နောက်ပွဲစဉ်တွေမရှိတော့ဘူးနောက်ပြိုင်ပွဲတွေမရှိတော့တာဖြစ်တဲ့အတွက်အဲဒါအေးမပြတ်တော့ဘူးတခြားပရိအသင်းပရိသတ်တွေလို့အေးမပြတ်တော့ဘူးဗျာအဲ့တော့တော်တော်လေးကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ပဲပြောရမှာပဲကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကဗျာဘယ်လိုပြောမလဲအခုနောက်ပိုင်းမှာဆိုရင် ဟိုအရှိဘက်ကနေထွက်တာရဲ့နောက်ဘက်ကနေဝင်တာရဲ့အချိန်တန်ရင်လီဗာပူးရှုံးတာကြီးကတိတ်ပြီးထူးဆန်းနေတဲ့အရာတွေမဟုတ်တော့အများကြီးလည်းခံစားမနေတော့ဘူးဗျာဒီလားဟိုအသင်းကိုကြည့်ပြီးတော့အသင်းရဲ့ကစားပုံကိုကြည့်ပြီးတော့ဟိုပရိသတ်တယောက်အနေနဲ့ရီပဲရီချင်းနေတော့တာဗျာဟိုအားနေဆိုတော့အော်လှုပ်လာပြန်ပြီကွာဒီပဲကြီးဆိုပြီးတော့ဒါပဲပြောပြီးတော့ရီနေချင်းတော့တာဘာမှကိုပြောစရာစကားလုံးကိုမရှိတော့ဘူးဗျာဒီကနေ့မှဆိုရင်လည်းအားနေဆိုတော့သူခင်းကျင်းလာတဲ့ကစားပုံကျွန်တော်တို့ဒါ line နဲ့စထွက်ကြတဲ့ကတော့ဒီကနေ့ပွဲစဉ်ကမနိုင်ဘူးဆိုတာကျွန်တော်တို့လည်းပါဘူးပရိသတ်တွေအကုန်လုံးသိတယ် အကုန်လုံးခံစားမိရဗျာဘာကြောင့်လဲဆိုတော့ကျွန်တော် Crystal Palace အတင်းကိုလူဆုံတက်ဆုံကစားတာတော့မှာပဲကျွန်တော်မနိုင်ခဲ့ဘူးဒါကြောင့်မို့ဒီကနေ့ပွဲစဉ်မှာဒီလိုမျိုး Academy ကကစားသမားအများဆုံးနဲ့ကစားလာတဲ့အပေါ်မှာကျွန်တော်တို့ဘာမှအများကြီးမမျှော်လင့်ခဲ့ဘူးဒါပေမဲ့လည်းအဲ့ဒီလိုမျိုးမနိုင်ခဲ့ဘူးဆိုရင်တော့မှာပဲဩငါတို့အတင်းနေနဲ့ကောင်းတာလေးတစ်ခုခုလောက်တော့ရမှာပဲဩငါတို့အတင်းနေနဲ့ကကောင်းတာလေးတစ်ခုခုလောက်တော့ဒါလုတ်ပြနိုင်မှာပဲဆိုတဲ့မျှော်လင့်ချက်လေးနော် ဟိုနိုင်မယ်ဆိုတော့မျောလင်းချက်တော့မဟုတ်ဘူးเนาะငါတို့အသင်းကအရှုံးတွေကနေပြီးတော့ဘလို့အရာလေးတွေကောင်းလာမလဲဆိုတော့မျောလင်းချက်လေးနဲ့ကြီးခဲ့ရတာဒီကနေ့ပွဲစဉ်စကြတဲ့ကကျွန်တော်တို့အဲ့လိုမျိုး feeling နဲ့ကြီးခဲ့ရတာဗျာဒါပေမဲ့တကယ်တကယ်တမ်းမှာဆိုရင်အာနက်စတွန်အနေနဲ့ဘာမှကိုလုံးမပြနိုင်ခဲ့ဘူးတတော်လေးခုမှဆိုးရွားဆုတ်ပြတ်တဲ့နောက်ထပ်ရှုံးပွဲတစ်ပွဲလိုပဲပြောရမှာပဲဗျာဆိုတော့ဒီလိုမျိုးဆိုးတယ်စိတ်ပြက်စရာကောင်းတယ်လေထက်ကထက်ကပြောနေတော့မပြားကျွန်တော်ဘူး အရင်ဆုံးကျွန်တော်တို့လိုပါဘူးအတင်ပွဲထွက်လာတဲ့ကစားသမားတွေကတော့ဒါဂိုးသမားနေရာမှာအကုန်လုံးတည်တဲ့တိုင်းဝူဒမန်ပွဲထွက်လာတယ်။နောက်တိုင်းခန်းစစ်၄ယောက်နေရာမှာသူအများကြီးပြောင်းလဲလာတယ်ဗျာ။အဲဒီနောက်တိုင်းခန်းစစ်၄ယောက်နေရာမှာဆိုရင်မီလိုကာကတ်ကိုသူဒါဘယ်နောက်ခံနေရာမှာတုံးလာတယ်။အဲပြီးလို့ရှိရင်အန်ဒရီရောဘတ်ဆန်ကိုသူဒါဘဟုခန်းစစ်နေရာမှာထည့်ပြီးတုံးလာတယ်။ဂျိုဂိုးမတ်ကိုလည်းသူပွဲထုတ်လာပြီးတော့ ဒါညာနောက်ခံနေရာမှာတော့ run safe ဆိုတဲ့လူငယ်ကစားသမားလေးကိုတုံးလာတယ်ဒီကစားသမားလေးကတော့အဲဒီကနေ့ညပွဲစဉ်တွေမှာဒါတခြားကစားသမားတွေထက်ဆိုင်နည်းနည်းလေးခြေစွမ်းကောင်းခဲ့တဲ့ကစားသမားလို့ပြောလို့ရတယ်ဒါအရန်ကြီးကောင်းတာမဟုတ်တော့နည်းနည်းလေးပဲတခြားကစားသမားတွေထက်ဆိုင်နည်းနည်းလေးပဲကောင်းခဲ့တဲ့ကစားသမားဆိုတော့ကွင်းလဲညမှာတော့ water road and do နဲ့ညူနီတို့ကိုပွဲထွက်လာစေတယ်အဲပြီးလို့ရှိရင် alistar ကတော့ဒါကွင်းလဲကိုဦးဆောင်တာပေါ့လေအဲပြီးလို့ရှိရင်လဲဒါတိုက်ဆက်နေရမှာဆိုတော့ဒါ marison ဆိုတဲ့ကစားသမားရဲ့ rio angumo ဆိုတဲ့ဒါကျွန်တော်တို့ရဲ့ညှော်လင်းချက်လေးရဲ့ အဲနောက်ထပ်ခီးစားရယ်ပေါ့ဗျာဒီသားသမားတွေတဲကအော်ကျွန်တော်တို့ကတော့အော်ခီးစားလဲပွဲထွက်လာတယ်ရီယိုလဲပွဲထွက်လာတာဆိုတော့အော်သူတို့တွေတခုခုလုတ်ပြနိုင်မလားရှုံးသွားခဲ့ရင်တော့မှပဲငါတို့တွေအဖြေတခုခုများရမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ကြီးခဲ့တယ်ဒါပေမဲ့ဘာအဖြေမှရမလားဘာအဖြေမှကိုရမလားကျွန်တော်တို့ရလာတဲ့အဖြေကတိုင်ဘွဲကထွက်လိုက်ရတယ်ဆိုတဲ့အဖြေပဲရလာဆိုတော့ဒါကအာနက်စ်တော့အနေနဲ့တကယ်တမ်းပဲသူ့မှာနီးစနစ်မရှိတော့ဘူးလားသူ့ရဲ့နီးစနစ်တွေကကုန်သွားပြီလား ဘာမှမဟုတ်လို့ရှင်သူတကယ်တမ်းပဲအဖြေမတွေ့တော့ဘူးလားအဖြေရှာမရတော့ဘူးလားကျွန်တော်တို့မိကုန်းတွေအများကြီးထုတ်မယ်ဆိုရင်တော့ထုတ်လို့ရတာပေါ့လေဒါပေမဲ့လေဟိုလိုဘာလို့ပြိသက်တွေနေနေကဒီလိုမျိုးရှုံးတာတိတ်ထူးဆန်းနေတဲ့အရာမဟုတ်တော့လေဘာမှတော့ထပ်ပြီးတော့မပြောချင်တော့ဘူးပေါ့ဗျာဆိုတော့ အဲပြိုင်ဘက်ဖြစ်တဲ့ Crystal Palace အသင်းကသူတို့ရဲ့ဒါအဓိကအကောင်းဆုံးဆိုတဲ့လူစင်းကိုပဲအခြေခံပြီးတော့ပွဲထွက်လာတယ်။နောက်တန်းခန်းစစ်တင်မှာဆိုရင်လည်းလူနိုရဂယ်ဟီရိုကိုပွဲထွက်လာတယ်။အဲတိုက်စစ်မှာဆိုရင်တော့မာတီတာကိုသူတို့ခါခဏလေး line နဲ့အောက်ပြီးတော့သူတို့ရေနီဂီတာကိုပွဲထွက်လာတယ်။ဂိုးသမားနေရာမှာဆိုရင်လည်းအတူတူပဲသူတို့ဒီဟန်နာဆန်ကိုမတုံးခဲ့ဘူး။သူတို့ဗနီတက်ကိုတုံးလာတယ်။ဆိုတော့ဒီနေရာတော့ပဲသူတို့တွေကအပြောင်းလဲလုပ်ခဲ့တာဗျာ။ကြံတဲ့နေရာတွေမှာအကုန်လုံးမှာသူတို့တွေကဒါသူတို့ရဲ့အဓိကကစားသမားတွေကိုပဲတုံးတယ်။ ထုံးစံအတိုင်းပဲလဘာဘူးနဲ့ပဲလီနဲ့တွေ့တိုင်းမှာအီမီလီယိုစားကပြဿနာကောင်တကောင်အဖြစ်ဆက်ရှိနေသေးပဲ twin goal နှစ် goal ကိုထပ်ပြီးတော့ twin ပေးသွားတယ်ဆိုတော့ဒီကနေ့ပွဲစဉ်မှာကျွန်တော်တို့လဘာဘူးအတင်အဓိကရှုံးနေသွားခဲ့တဲ့အချက်တွေကိုပြောပါဆိုရင်တော့အကုန်လုံးလို့ပဲပြောရမှာပဲအာကျွန်တော်တို့ဒီပွဲစတဲ့အချိန်လေးမှာနည်းနည်းလေးအချိန်ကြီးကောင်းတယ်ပွဲလေးကိုနည်းနည်းလေး dominate လုပ်ချင်တယ်ပွဲစကလေးကဒါအာနေရှော့မှာလေးဆုံးဖြတ်ချက်တစ်ခုရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ် အဲငါအနေနဲ့ရှုံးရင်လည်းရှုံးပေးစီကွာဒီပွဲကတော့ငါကောင်းကောင်းဒီလူစင်းနဲ့ပဲသုံးမယ်ဆိုပြီးတော့သူဆုံးဖြတ်လာဟန်နဲ့တူပါတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးကြီးဗျာပြောချင်တာကအဲ့လိုမျိုးကြီးရှုံးရင်ရှုံးသွားပေးစီဆိုတဲ့ဆုံးဖြတ်ချက်ကြီးရှိနေတယ်နောက်မှာတော့ဗျာဒီလိုမျိုးကြီးခံပြီးတော့ကစားမနေတော့တင်းတော့ဘူးဗျာပြောချင်တာကဟိုတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဗျာအဓိကကလိုက်ပြီးတော့ကစားလိုက်တော့ကစားလိုက်တော့ဗျာရှုံးမဲ့အတူတူအခုလည်းရှုံးတာပဲနောက်လည်းရှုံးတာပဲရှုံးမှချင်းအတူတူဗျာကျွန်တော်တို့ကတုံးတိုက်တိုက်ကြားကြိုက်ကြိုက်လိုက်ပြီးတော့ဒါကစားလိုက်တော့ဒါပေမဲ့ အဲကျွန်တော်တို့မှာကနောက်ထပ် အာမရစရာနောက်ထပ်စိတ်ပြက်စရာအရာတခုကထပ်တိုးလာတဲ့အရာတခုကဘာလဲဆိုတော့လူငယ်ကစားသမားလေးတွေမှာတကယ်တမ်းစူးစားခြင်းစိတ်နင်းလားငါလားဒါစူးစားခြင်းစိတ်ဒီအသိကြီးအတွက်ကိုစားပြုပြီးကစားနေရတော့မှာဩငါတို့ကတော့ဒီအသိကြီးအတွက်ကစားနေရတာပဲငါတို့ကတော့ဒီအသိကြီးအတွက်အများကြီးပေးဆက်ပြီးတော့ကစားလိုက်မယ်ဟိုလက်ရှိအသိကြီးကရလက်ကြီးစိုးနေတာငါတို့ ကိုသားပြုပြီးကစားနေတဲ့အချိန်မှာတော့ရလက်ကြီးကတော့အဲ့လိုမျိုးကြီးဆက်ဆိုးနေတာကြီးကိုသဘောမကျဘူးဟေ့ငါတို့ကတော့တကယ်တမ်းကိုစူးစမ်းကျင်နေဆိုတော့မျက်နှာမျိုးတယောက်မှပုံမတွေ့ရအောင်အတူတူပဲကျွန်တော်တို့အရန်မျော်လင့်ခဲ့တဲ့ Rio Angu မော်ကလည်းထို့အတူပဲတကယ်ဘာဆိုဘာမှကိုစူးစမ်းကျင်နေမရှိကြောက်ဒီညမှာဂလူးငယ်သားသမားလေးတို့အပြစ်တင်ပြီးတော့ပြောတာတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့သူတို့တွေကတကယ်တမ်းဆိုရင်များအသိကြီးမှနေရာရကျင်တဲ့ကစားသမားတွေကမှန်ခဲ့တယ်ဆိုရင်သူတို့ဒီပွဲစဉ်မှာအများကြီးစူးစမ်းပြရအောင် တကယ်တမ်းကအများကြီးစ조사ပြရမှာဗျာသူတို့တွေကပုံမှန်အတိုင်းသူတို့အကယ်ဒမီကသူတို့ကစားနေရတဲ့ပွဲစဉ်တွေတဲ့အများကြီးလုပ်ပြရမှာနောက်ဆုံးဂုံဂုံပြောမယ်ဗျာဒီပွဲပြီးလို့သူတို့တင်တည်သွားပါစီဆိုတဲ့စိတ်ဓာတ်မျိုးအထီထားပြီးတော့ကစားပြရမှာဗျာဒါပေမဲ့ကစားသမားလေးတွေရဲ့မျက်နှာမှာကငါတို့ရှုံးသွားလဲဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတွေအရေးအယောင်တွေမြင်နေရတယ်သူတို့ဘောလုံးချက်ချင်းဆုံးရှုံးသွားတယ်ဆိုလည်းဘောလုံးတစ်လုံးဆုံးရှုံးသွားရင်လည်းသူတို့အတွက်အရန်လွယ်တယ်ဗျာဘာမှသူတို့ရဲ့စိတ်ထဲမှာခံစားချက်ရှိမနေဘူး ကျွန်တော်တို့အကယ်ဒမီကကျွန်တော်တို့ရှေ့မှာကြည့်ခဲ့ရတဲ့ထွန့်လက်ဆနာအာနိုရိုကယ်ဒမီကထွက်လာတဲ့ပုံစံတွေအဲပြီးကော်နာဘရလီတို့ကယ်ဒမီကထွက်လာတဲ့ပုံစံတွေကာရီဂျုံတို့ကယ်ဒမီကထွက်လာတဲ့ပုံစံတွေမှာကျွန်တော်တို့အဲ့လိုတွေမြင်ခဲ့ရတာမဟုတ်သူတို့ရှေ့ကဘောလုံးတစ်လုံးဆုံးရှုံးသွားမှအရန်ကြောက်ခဲ့တာဗျထွန့်လက်ဆနာအာနိုရိုကာရီဂျုံတို့ဘရက်ဒလီတို့ဆိုတာသူတို့ရှေ့ကဘောလုံးတစ်လုံးဆုံးရှုံးသွားမှအရန်ကြောက်တာဒါကပရီးမီးယားလိမ်မှာမဟုတ်ဘူးကာရာဘာမှာမဟုတ်ဘူးခြေစမ်းပွဲတွေမှာအစား သူတို့စီကဘောလုံးတွေဆုံးရှုံးသွားမှာအရန်ကြောက်တယ်သူတို့ရဲ့မျက်နှာမှာစူးစမ်းခြင်းစီအပြည့်ရှိကျွန်တော်တို့မြင်နေရတယ်ဗျဒါပြင်ကျွန်တော်တို့ရဲ့ဒီကနေ့ညမှာကစားသွားတဲ့လူငယ်ကစားသမားလေးတွေရှိမှာအဲ့ဒီမျိုးမျိုးအရာတွေတခုမှမတွေ့နေရဘူးလူငယ်သားသမားလေးတွေဒီညမှာပွဲထွက်လာရှိတယ်ဗျာဒါမော်ရီဆွန်တို့ဒါရန်စီတို့ညိုနီတို့ရီယိုအန်ကူမိုဟာတို့ဒီသားသမားတွေကကျွန်တော်တို့ဘာတွေတွေ့ရလဲဟာဘောလုံးဆုံးဆုံးသွားလဲအေးကွာငါတို့အသင်းအသင်းကပြန်ပြီးတော့ဒီဖန်လုံးမှာပါဆိုတော့ပြီးပြီးရောဆိုတော့ဒါစိတ်ဓာတ်တွေပဲကျွန်တော်တို့တွေ့နေရတယ် ဒါကကျွန်တော်တို့ဘာဘူးအသင်းမှာလက်ရှိမှာထပ်ပြီးတော့စိတ်ပြက်စရာတွေကနောက်ထပ်စိတ်ပြက်စရာတစ်ခုဖြစ်တယ်။ဆိုတော့ဒီကနေ့ပွဲစဉ်ကတော့ကျွန်တော်အာနက်စတော့တော့ကတော့တော်တော်လေးကိုမှဒါ PR တွေထပ်တိုးလာတဲ့ပွဲစဉ်လည်းဖြစ်တယ်လို့ကျွန်တော်တို့ဘာဘူးအသင်းကလည်းနောက်ထပ်ပြိုင်ပွဲတစ်ပွဲကထွက်လာရတဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့လေ။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်နေကဘယ်လိုမြင်ရလဲဒီချက်လောက်ဆွေးနွေးကြပါအောင်။ကျွန်တော်လည်း Line Subscribe လုပ်ပေးကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်ဗျ။